မြန်မာသင်္ဘောသား2ဦးအပါအဝင်သင်္ဘောသား23လိုက်ပါလာတဲ့ပနားမအလန်တင်သင်္ဘောတစဉ်အိန္ဒိယသမုဒ္ဒရာမှာနစ်မြုပ်ခဲ့ပေမဲ့သင်္ဘောသားတွေကိုကယ်တင်နိုင်ခဲ့တယ်လို့ကမ္ဘာအနှံ့မှာရှိတဲ့သင်္ဘောလိုင်းတွေအကြောင်းရေးသားဖော်ပြနေတဲ့ Splash 247မှာဖော်ပြထားပါတယ် အဲ့ဒီတင်မောမှာစင်ကာပူနိုင်ငံကနေထွက်ခွာလာပြီးဒိုကိုနိုင်ငံကိုခုံမောင်းစဉ်နှိမ့်ုပ်ခဲ့တာဖြစ်ပြီးဗီယက်နမ်နိုင်ငံသားတင်မောသား22ဦးနဲ့မြန်မာနိုင်ငံသားတင်မောသား2ဦးတို့လိုက်ပါလာတာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ Ranfu 3အမည်ရှိတဲ့ Bad Carrier အမျိုးအစားဒီတင်မောဟာအိန္ဒိယသမုဒ္ဒရာမော်ဒိုက် တောင်ဘက် ရှေးမိုင်900ခန့်အကွာမှာ ကုံပေါက်ရေရှမ်းပြီးနှိမ့်ုပ်တာဖြစ်ပြီးတင်မောသားတွေကတင်မောမနှိမ့်ုပ်စေဖို့ကြိုးစားခဲ့ပေမဲ့လည်းနောက်ဆုံးမှာတင်မောကိုစွန့်ခွာဖို့ကပတိန်ကစွန့်ဖြတ်ခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်။အရှေ192မီတာရှိတဲ့ဒီတင်မောကို1998ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပြီးတင်မောသားတွေဟာအသက်ငယ်လေးတွေနဲ့စွန့်ခွာခဲ့ပြီးတဲ့နောက်တခြားတင်မောတစ်စင်းကကယ်ဆယ်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။